င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တန်လွဲမြို့ကစစ်ကောင်စီရဲ့အင်အားထောင်နေရာကျော်ရှိတဲ့ရေဒက်စကန်ဌာနချုပ်ကိုအေအေကသိမ်းပိုက်ရရှိပြီးစစ်တပ်ဘက်က400ကျော်ထေသွားပါတယ်ရန်ကုန်ကမြို့နယ်တွေမှာအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေကိုအကြောင်းပြကာငွေကြေးတောင်းရမှုတွေပုံမပြရလာပြီးရှေ့တန်းမထွက်ရလို့ဆိုကလိန်လယ်စီးရုံးမှုတွေပါလှုပ်ဆောင်လာတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ရခိုင်ပြည်တန်တွဲမြို့နယ်ကစစ်ကောင်စီရဲ့ရေတပ်ပင်မရင်ငုံနယ်ဆေးဝေးတပ်စခန်းဌာနချုပ်ကိုအေကသိမ့်ပိုက်ရရှိတယ်လို့မနေ့ကညပိုင်းကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဩဂတ်စာ9ရက်နေ့ကနေစတင်ပြီးတန်တွဲမြို့နယ်တွင်စစ်ကောင်စီရဲ့လက်ကျန်စခန်းကြီးတစ်ခုဖြစ်တဲ့ရေတပ်ပင်မရင်ငုံနယ်ဆေးဝေးတပ်စခန်းတပ်မတော်ရင်နဲ့၎င်းပတ်ဝန်းကျင်ကအစစ်အစစ်ခုခံကြတဲ့စစ်တပ်စစ်ကြောင်းတွေကိုစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။မောင်ရွှေလေးရွာနဲ့ကွင်းဝိုင်းရွာကြားကတရှိတဲ့အဲ့ဒီရေတပ်စခန်းကိုတလား ၄ပါးထိုးစစ်ဆင်တက်ခတ်ခဲ့ရပြီ စက်တင်ဘာလ9ရက်ညနေ6:00နာရီအချိန်မှာအပြည့်အသက်သိမ့်ပတ်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မောင်ရွှေလေးရာကွေးဝါရံတပြုတ်ချံရွာရေတက်ပင်မရေငုံနဲ့ဆေးဝေးတက်တက်မတော်ရေစခန်းနဲ့၎င်းပတ်ဝန်းကျင်ကစစ်ကောင်စီကအစစ်စင်သောခုခံစစ်ကိုလေးချောင်းရေချောင်းပစ်ကိုအများပြားနဲ့ခုခံခဲ့ပြီးမှလည်းအရခတက်တော်ကနောက်ဆုံးမှသိမ့်ပတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပင်မရေတက်စခန်း CNDSD နဲ့၎င်းပတ်ဝန်းကျင်ကရန်သူစခန်းအင်အား1900ကျော် ရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ အဲ့ဒီရေတက်စခန်းနေရာဟာစစ်ရှုံးပြီးနေရာစုံကနေထွက်ပြေးလွတ်မြောက်လာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လောလောလတ်လတ်စစ်တနန်ဆင်းလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အခြားသောနေရာတွေကစစ်ကိုအမြောက်များနဲ့အင်အားဖြစ်တင်ထားတဲ့နေရာလည်းဖြစ်ပါတယ်စစ်ကောင်စီကအဲ့ဒီစခန်းမကျစေရအတွက်ပင်လယ်ပြင်နဲ့စခန်းတွင်းကနေလက်လက်ကြီးပစ်ကိုအမြောက်များကိုအသုံးပြုပြီးခုခံကာကွယ်ခဲ့တဲ့စခန်းကြီးတစ်ခုလည်းဖြစ်နေပါတယ်ရတဲ့စခန်းကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်400ကျော်ဟာသေသွားတာဖြစ်ပြီးစစ်သုံးဆောင်ပစ္စည်းလက်လက်ခရဲအများပြားကိုလည်းသိမ်းဆည်းရရှိပါတယ်စစ်တပ်က၎င်း င်းတို့ရဲ့ဒဏ်ရာကြဆုံးသူတွေကိုစစ်သမောတွေနဲ့တက်ဆောင်ပြီးစစ်တွေနဲ့ AR တိုင်းဘက်ကိုအချင်းချင်းတက်ယူရွှေ့ပြောင်းသွားနိုင်ခဲ့လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မသားအလောင်းတွေကို AA ကကောင်းမွန်စွာတကြိုပေးခဲ့ပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ရှုံးစစ်ကောင်စီဟာစခန်းတွေစွန့်လွတ်ကြာရှုံးရတဲ့အခါတိုင်း ြုတ်လို့လေရှိတဲ့အတိုင်းအရက်သားပြည်သူလူထုရှိရာကိုလက်လက်ကြီးလေချောင်းကနေတမင်တကာရွက်ချက်ရှိရှိနဲ့ပြစ်ခတ်တခတ်ခဲ့ပြီးလူသားမျိုးနွယ်ပေါ်ကို ပြစ်မှုကျူးလွန်ခြင်းနဲ့စစ်ရာဇဝမှုအကြမ်းဖက်မှုတွေကိုဇက်တိုက်ကျူးလွန်နေရလို့လည်းသိရပါတယ်ရှင်။စကမ်းအတိုင်းတဘောက်ကိုတက်ဆက်ပေးကြပါရစေ။စကမ်းတိုင်းပင်လယ်ဘူးမြို့ကအကြမ်းဖက်စစ်တပ်ကာကင်စကန်အားလုံးကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ကျန်စကန်တွေကိုဆက်လက်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။မနေ့ကစက်တင်ဘာလ6နေ့မှာပင်လယ်ဘူးမြို့ကအကြမ်းဖက်စစ်တပ်ရဲ့ကာဂင်းစကန်အားလုံးကို KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီးကြန့်ရှိနေတဲ့စကန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရကြောင်းတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့လည်းသိရှိရပါရတယ်။ဂျပန်စစ်တပ်ရဲ့ကာဂင်းစကန်တွေကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိပြီးလက်လက်ခရမ်းတွေလည်းတင်းဆဲရရှိထားရလို့သိရပါရရှင်။ ကချင်ပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါကချင်ပြည်နယ်ချီဝေမြို့နယ်ပန်ဝါဒေသလက်ွေကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်လောက်ကပြည်သူ့စစ်စခန်းတစ်ခုကို KIA ကအပြည့်အစုံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA ရဲ့စစ်ရေးသတင်းမြစ်ကပြောပြပါရယ်သတင်းမာလာ6နှစ်မနက်ပိုင်းချိန်ကပန်ဝါဒေသလက်ွေကျေးရွာနီးလက်ွေဖရဲလန်းဆောင်ကအကြမ်းဖက်စစ်တပ်လောက်ကပြည်သူ့စစ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကအပြည့်အစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီစခန်းသိမ်းတိုက်ပွဲတွေအကြမ်းဖက်စစ်တပ်လောက်ကပြည်သူ့စစ် ွေထိခိုက်သေဆုံးမှုရှိပြီးသေဆုံးသူစင်းနဲ့တိစက်ရရှိခဲ့တဲ့လက်လက်ခရံစင်းကိုအတီးပြုတ်နေစေဖြစ်တယ်လို့ KIA စီးသတင်းမြစ်ကပြောပါတယ်ရှင်။ ဒီတစ်ခါမှာတော့နေပြည်တော်မှာငွေကြေးခွာချမှုနဲ့စစ်စစ်အရေးယူခံရတဲ့ရုံးမပန်ဩဂရဟောင်းဦးသိန်းဝေဟာ FMN ဩဂရရာထူးကနေအနားယူလိုက်ပြီလို့ FMN ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဦးသိန်းဝေဟာစက်တင်ဘာလ9ရက်နေ့ကနေစတင်ပြီး FMN ဩဂရရာထူးကနေအနားယူလိုက်တာဖြစ်ပြီးဒါရိုက်တာအဖွဲ့ကပါပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ FMN ကုမ္ပဏီကကြေညာထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီကဇွန်လဆက်ပိုင်းကနေစတင်ပြီးရုံးမဘန်ဩဂရဥသိမ့်ဝေ CEO ဥပမောင်စေအပါဝင်ဒါရိုက်တာ၉ဦးကိုငွေကြေးခွာချမှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်ဆေးရမှာဘန်ရဲ့ကက်ပီတယ်ထက်ပိုတဲ့ငွေကြေးတွေပါဝင်နေတာကြောင့်စစ်ဆေးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကအင်အားချင်းငွေတွေကိုသတ်မှတ်ထားတဲ့ထုတ်ချေးမှုနဲ့ရုံးမဘန် limited အပါဝင်ဘန်9ခုကိုအရေးယူမယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မှာ ရုံးမပန်ဩဂရဥသိမ်းဝေကိုနေပြည်တော်မှာစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။နေပြည်တော်မှာဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံရစဉ်အတွင်းရုံးမပန်ဩဂရဥသိမ်းဝေဟာရုံးမ strategy holding ရဲ့စီမံခန့်ခွဲမှုဩဂရအဖြစ်ကနေနှုတ်ထွက်လိုက်ပြီးတားဖြစ်သူ Melvin Ban ကိုဩဂရအဖြစ်အစာထိုခန့်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့ကမြို့နယ်တွေမှာအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးငွေကြေးတောင်းရမ်းမှုတွေပုံမှုများပြလာသလိုရှေ့တန်းမထွက်ရဘူးလို့ဆိုပြီးလိန်လယ်စီးရုံမှုတွေပေါ်ကလှုပ်ဆောင်လာတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပြပါရယ်တဒေမာလာတရနေ့ကရွှေပြည်သာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြည်သူ၅ဦးကိုစစ်မှုထမ်းဆောင်မှုအတွက်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတဦးကိုငွေကြက်၅သိန်းတောက်ခံခဲ့ကာ ငွေကြေးမပေးနိုင်သူတွေစစ်မှုထမ်းရမယ်လို့ချင်းချောက်ခဲ့တာလည်းဖြစ်ပါတယ်။ဖန်စီခံရသူတွေတက်ကနှစ်ဦးသာငွေကြက်၅သိန်းပေးဆောင်နိုင်တဲ့အတွက်ကြောင့်ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကြံ၃ကတော့စစ်မှုထမ်းဖို့ဖန်စီခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒါအပြင်ဘေးရန်အောင်နဲ့မယံကုံတစ်ရက်ွက်အုတ်ချုပ်ရေးမှုစိတ်ဝင်းမြင့်ဆိုသူကလည်းစစ်မှုထမ်း၅ဦးလိုနေတဲ့အတွက်ဘေးရန်အောင်ပွဲရုံရဲ့ပုဂ္ဂလိကအဖွဲ့စည်းကညလုံချိုရေး၅ဦးကိုရှေ့တန်းမထွက်ရဘဲရန်ကုန်မှာလုံချိုရေးတာဝန်ပြန်ယူရမလို့ဆိုပြီးစစ်တပ်ကပေးတဲ့လစာ၃သိန်းအပြင် ဘင်းတော်ညလုံချိုရေးကပေးတဲ့လစာပါရမယ်လို့ဆိုပြီးစစ်မှုထမ်းပို့ဆောင်ဖို့ပြင်ဆင်နေရလို့လည်းသိရပါဗါးလာတူလှန်တာမြို့နယ်အရှိပိုင်းရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှုဇော်မြင့်နယ်တွန်တင်းမြို့နယ်အာကလကျေးရွာအုပ်ချုပ်ရေးမှုဝင်းရွှေတို့ကလည်းရှေ့တန်းမထွက်ရဘူးလို့လိန်လဲခေါ်နေတယ်လို့စစ်မှုထမ်းကိုအကြောင်းပြပြီးပြည်သူတွေစီကလည်းငွေကြေးတွေကိုချင်းချောက်တောင်းရနေတယ်လို့လည်းသိရပါဗါးရှင် ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။